တရုတ်ဘက်ကအဆိုပြုလေရှိတဲ့နိုင်ငံတစ်ခုစနစ်တစ်ခုဆိုတဲ့အတွင်းမျိုးကိုထိုင်ဝမ်ကအလိုမရှိဘူးလို့ထိုင်ဝမ်သမ္မတလီချန်တေးကပြောပါတယ်။တရုတ်ဟာထိုင်ဝမ်ကျွန်းကိုပိုင်တဲ့နေမျိုးတစ်ခုအဖြစ်သတ်မှတ်ထားပြီးထိုင်ဝမ်ကတော့တခြားလွတ်လပ်တဲ့နိုင်ငံအဖြစ်ရည်တည်ရေးကိုသာလိုလားနေပါတယ်။တရုတ်ကထိုင်ဝမ်သာတရုတ်ရဲ့နေမျိုးတစ်ခုအဖြစ်ပြန်လည်ပေါင်းစည်းမယ်ဆိုရင်နိုင်ငံတစ်ခုထဲမှာကွဲပြားတဲ့နိုင်ငံရေးစနစ်မျိုးကျင့်သုံးရည်တည်ခွင့်ရရှိမယ်လို့လည်းပြောထားပါတယ်။ဒါပေမဲ့ဒီမိုကရေစီထွန်းကားတဲ့ထိုင်ဝမ်ကတော့ ကွန်မြူနစ်အစိုးရအုပ်စိုးတဲ့တရုတ်ရဲ့လက်အောက်ခံနယ်မြေအဖြစ်ပေါင်းစည်းရေးကိုငြင်းဆန်နေစေဖြစ်ပါတယ်။အော်တိုဘာလ31ရက်နေ့မှာတော့သမရလိုင်ကထိုင်ဝမ်ဟာကိုယ်ပိုင်လွတ်လပ်မှုနဲ့ဒီမိုကရေစီတည်မြဲရေးကိုကာကွယ်ရည်တည်ဖို့လိုကြောင်းတရုတ်ကပြောတဲ့နိုင်ငံတစ်ခုအစ်စနစ်တစ်ခုဆိုတဲ့စကူကိုထိုင်ဝမ်ကလက်ခံမှာမဟုတ်ကြောင်းပြောကြားသွားပါတယ်။ရန်လိုတဲ့သဘောထားရှိသူတွေပြောသမျှကိုလက်ခံလိုက်ပြီးကိုယ်နိုင်ငံရဲ့အချုပ်အခြာအာဏာကိုဆွတ်လွတ်ပေးလိုက်ခြင်းကတကယ်ငြိမ်းချမ်းရေးအစ်စ်ကိုရရှိစေမှာမဟုတ်ကြောင်းဒါကြောင့်ထိုင်ဝမ်ဟာဂုံတိုက်ခါပြေဝပြီး တည်တည်တက်တက်ရက်တည်မှုဖြည့်ရှင်းမှုတွေကိုသာလူလားကြောင်းထိုင်ဝမ်ကိုသိမ်းယူဖို့တွတ်သွင်းဖို့အတင်းအကျပ်ဖိအားပေးပြီးပေါင်းစည်းစေဖို့အစိတ်ကူးမှန်သမျှကိုစန့်ကျင်ကြောင်းလိုင်ကဆိုပါတယ်လိုအပ်လာရင်ထိုင်ဝမ်ကိုစစ်အင်အားသုံးပြီးတက်ခိုက်သိမ်းယူနိုင်ခြင်းရှိတယ်ဆိုတဲ့သဘောထားကိုအခုသတင်းပါတယ်မှာတရုတ်အစိုးရကနောက်တစ်ချိန်ထုတ်ပြောခဲ့ပါတယ်ပြီးတော့တရုတ်အစိုးရပိုင်းရှင်းဟွာသတင်းဌာနကထိုင်ဝမ်အနေနဲ့တရုတ်လက်အောက်ခံအဖြစ်ရက်တည်ပြီးဟောင်ကောင်မကာအိုတို့လိုနိုင်ငံတစ်ခုစနစ်တစ်ခုပုံစံမျိုးကိုလက်ခံတင်တယ်လို့ဘွာရဖြန့်ရေးသားခဲ့ပါတယ် လိုင်းကတော့ထိုင်ဝမ်ဟာနိုင်ငံတစ်ခုစနစ်တစ်ခုဆိုတဲ့စေကူးကိုအပြတ်ညှဉ်းဆန်ကြောင်းအဲ့ဒီအစားထိုင်ဝမ်ဟာနိုင်ငံရဲ့လွတ်လပ်မှုနဲ့ဒီမိုကရေစီပြည့်ဝတဲ့အဖွဲ့အစည်းပုံကိုအခိုင်အမာဆက်လက်ဆုပ်ကိုင်ထားမှာဖြစ်ကြောင်းပြောကြားသွားပါတယ်။တရုတ်အစိုးရရဲ့ထိုင်ဝမ်ရေးရာဌာနကတော့လိုင်းရဲ့စကားရဲ့အပေါ်သဘောထားမှတ်ချက်တစ်ခုခုမပေးသေးပါဘူး။တရုတ်အစိုးရဟာလိုင်းအပေါ်ခါတည်တဲ့သဘောထားမျိုးရှိနေပြီး ခွဲထွက်ရေးဝါဒီတူအဖြစ်ရှုတ်ချဆက်ဆွဲလေရှိတာပါ။လိုင်းကတရုတ်နဲ့ထိုင်ဝမ်တို့ဟာဘယ်သူကမှဘယ်သူလောက်ခံမဟုတ်ကြောင်း ထိုင်ဝမ်ရဲ့အချုပ်အချာအာဏာပိုင်ဆိုင်မှုကိုလည်းဘယ်သူမှအချိုးဖောက်ခွင့်မရှိသလိုအနိုင်အထက်အသိဉာဏ်လည်းမရှိကြောင်းထိုင်ဝမ်ရဲ့အနာဂတ်ကိုထိုင်ဝမ်ပြည်သူတွေကသာဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်းပြောကြားသွားပါရှင်